မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ဒဇယ်မြို့နယ်ကန်ထူမရွာကိုအချမ်းဘတ်စစ်အုပ်စု၄ချောင်းကနေတိုက်ခိုက်မှုဖြစ်စဉ် NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှအသေးစိတ်ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ဒဇယ်မျိုးနယ်ကန်ထူမရွာကိုအကြမ်းဖက်ဆေးအုပ်စုမှလေကြောင်းကနေတိုက်ခိုက်မှုဖြစ်စဉ်အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှအသိစိတ်ထုတ်ပြန်ထားပါရယ်စကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ဒဇယ်မျိုးနယ်ကန်ထူမရွာကိုအကြမ်းဖက်ဆေးအုပ်စုကစက်တင်ဘာလ26ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းကနေဂျက်ဖိုင်တာနဲ့ပေါင်900ဘုံနှလုံးကြေးချတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အရက်သားပြည်သူ71ဦးတည်ဆုံးပြီးတော့ကိုဦးတန်ရာရခဲ့ကြောင်းဒေသခံနဲ့လူခွင့်ရေးတာဝန်ခံတွေကအတည်ပြုသတင်းထုတ်ပြန်ထားပါရယ် ဒဒဟူးလီတက်ကနေတက်လာတဲ့အကြပ်ဖက်စစ်အုပ်စုရဲ့ Jet Fighter ဟာကန်တူးမရွာအနီးမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကလီဝါမျိုးကိုပတ်ပြီးတော့အပြန်မှလီချောင်းကနေဘုံကျေချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဂျက်ဖိုက်တာဟာကန်ထူမရွာအနောက်ဘက်ချမ်းမှရှိတဲ့ဓာတ်ဆီဆိုင် အရှိကပြည်တော်စုလမ်းမကြီးအနီးကိုပေါင်900ဘုံတလုံးကျဲချခဲ့တာဖြစ်ပြီးတော့အနီးနားမှာရှိတဲ့အပြစ်မဲ့အရက်သားတွေထိခိုက်သေးဆုံးခဲ့ရတာဖြစ်ပါတယ်။အပြစ်မဲ့အရက်သား71ဦးဟာပြင်းထန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပြီးတော့6ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးလေးချောင်းတိုက်ခိုက်မှုကြောင့်အဆောက်အုံ3လုံးလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ အကြံပေးစီအုပ်စုဟာမတရားအာဏာလုယူပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေဇက်တိုက်လုပ်ခဲ့ပြီးတော့လက်ရှိမှာလေတရားမဝင်ရွေးကောက်ပွဲတရက်ဖြစ်ဖို့ကြိုးပဲ့နေချိန်ဖြစ်ပြီးအရက်သားတွေအပေါ်ဥတီတဲ့အကြံပေးမှုတွေအားလည်းပုံမှုမြင့်တက်လာခဲ့တယ်လို့လူခွင့်ရင်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြောင်မင်းမျိုးနယ်မှာရှိတဲ့ကျေးရွာများကိုစစ်ကော်မရှင်တပ်ကအစိမ့်ငွေဘုံအပါဝင် လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် တအောင်ပြည်တမဟာနှင့်နေမြေကြောင်မင်းမြို့နယ်လုံဝဲကျေးရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းဖြင့်ဘုံ30လုံးနဲ့အစိမ့်ငွေဘုံ3လုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့တယ်လို့ TNL ကအတည်ပြုထုတ်ပြန်ထားပါရယ်စစ်ကော်မရှင်တပ်ဟာလုံဝဲကျေးရွာအတွင် ဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့ပါရယ်စစ်ကော်မရှင်တပ်ရဲ့အစိမ့်ငွေဘုံကျေးချမှုကြောင့် တအောင်တက်မတော်တက်ဖွင့်များမှမူဝေခြင်း၊အော့အန်ခြင်း၊မအီမတာဖြစ်ခြင်း၊မောပန်းခြင်း၊အသက်ရှူမြန်ဆန်ခြင်းလက္ခဏာများဖြစ်ပေါ်စေခဲ့ပြီးတော့ယခုအချိန်မှာတက်ဖွဲ့ဝင်၃ဦးမှဆေးရုံမှာဆေးကုသမှုခံယူနေကြတယ်လို့သိရပါဗျ။အလားတူစက်တင်ဘာလ29ရက်နေ့နေ့လယ်2နာရီခွဲအချိန်မှာ နမ်ဆော့ကျေးရွာမှာရှိတဲ့ပြည်သူလူထုများတီရှိရာကိုရည်ရွယ်ချက်ရှိရှိဥတီပြီးတော့လေကြောင်းဖြင့်ပေါင်250ဘုံတစ်လုံးနဲ့လက်နက်ကြီး6လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူးရဲ့ညာချီကိုထိမှန်တန်ရာရရှိခဲ့ပြီးတော့ပြည်သူလူထုများစိုက်ပျိုးထားတဲ့ပြောင်မှုကိန်းများလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြန်မာလက်နက်ဝယ်ယူရေးကွန်ရက် Barmis Arms Procurement Network မှာပါဝင်တဲ့မြန်မာကုမ္ပဏီများအားအမေရိကန်အစိုးရကပိတ်ဆို့အရေးယူတဲ့သတင်းကိုတင်ပြပေးပါမယ်။ မြန်မာလက်နက်ဝယ်ယူရေးကွန်ရက် Barmis Arms Procurement Network မှာပါဝင်တဲ့မြန်မာကုမ္ပဏီများအားအမေရိကန်အစိုးရကပိတ်ဆို့အရေးယူခဲ့တယ်လို့သတင်းရရှိပါတယ်။ Ryan Shunlet Company Limited Ryan Shunlet ဟာ2022ခုနှစ်မှာမြန်မာစစ်တပ်အတွက် KOMID နဲ့ပထမဆုံးအကြိမ်လက်နက်ရောင်းဝယ်မှုစိစက်ပေးခဲ့တဲ့မြန်မာလက်နက်ဝယ်ယူရေးကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ KOMID အတွက်အယောင်မြင့်တင်မှုများပုံမှုလုံဆောင်နိုင်ရန်အတွက် Ryan Shunlet မှာ ဝန်ထမ်းဖြစ်သူကျော်သူမျိုးမြင့်နဲ့အမှုဆောင်အရာရှိချုပ် CEO တင်မျိုးအောင်တို့ဟာ2023ခုနှစ်နှောင်းပိုင်းကစပြီးတော့ KOMID ကိုယ်စားလှယ်များနဲ့စီးပွားရေးအစည်းအဝေးများစွာပြုလုပ်ရန်တရုတ်နိုင်ငံကိုတွားရောက်ခဲ့ကြပါသည်။ရိုင်ယေရှွန်းလက်ဝန်ထမ်းများဟာမြန်မာကိုယ်စားလှယ်အဖွဲ့မြောက်ကိုရီးယား DPRK တို့တွားရောက်နိုင်ရန်ဗီဇာလျှောက်ထားရန်အတွက်ပေကျင်းမြို့ကိုတွားရောက်ခဲ့ကြကပေကျင်းမြို့မှာရှိတဲ့ KOMID ဒုတိယကိုယ်စားလှယ်ဖြစ်သူခင်ယုံကျူးဟာအခြားသော KOMID ကိုယ်စားလှယ်များ တင့်မျိုးအောင်နဲ့ကျော်သူမျိုးမြင့်တို့နဲ့ပူးပေါင်းပြီးတော့ရိုင်ယယ်ရှွန်းလဲကနေတဆင့်မြမလီတက်အတွက်ဘုံများနဲ့ဝေဟင်စောင့်ကြည့်ပစ္စည်းများအပြင်လေချောင်းသုံးပုံးလမ်းညွန်ကရိယာ area bone guidance case နှစ်မျိုးရောင်းချရန်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည် KOMID ဟာရိုင်ယယ်ရှုံးလက်ရဲ့လက်နက်နဲ့ဆက်ဆက်ပစ္စည်းများမှာယူမှုကိုအတီးပြုတ်နိုင်ရန်နဲ့စမ်းသပ်နိုင်ရန်အတွက်လေကြောင်းသုံးပုံးလမ်းညွန်ကရိယာနမူနာများကိုရိုင်ယယ်ရှုံးလက်သို့ထောက်ပံ့ပေးခဲ့ပြီးတော့အောင်ကိုကိုဦးဟာရိုင်ယယ်ရှုံးလက်ရဲ့ဒရိုက်တာတဦးဖြစ်ပါသည်ရိုင်ယယ်ရှုံးလက်နဲ့ကျော်သူမျိုးမြင့်တို့ကိုအုပ်ချုပ်ရေးအမိန် EO 13551အရာမြောက်ကိုရီးယားနိုင်ငံမှာလက်နက်သို့မဟုတ်ဆက်ဆက်ပစ္စည်းများ တင်သွင်းခြင်းတင်ပို့ခြင်းဒုမဟုတ်ပြန်လည်တင်ပို့ခြင်းတို့နဲ့သက်ဆိုင်တဲ့လေ့ကျင့်မှုအကြံဉာဏ်ပေးခြင်းတို့မဟုတ်အခြားသောဝန်ဆောင်မှုတို့မဟုတ်အကူအညီများတိုက်ရိုက်ဖြစ်စီတွေ့ဝိုင်းရေးဖြစ်စီပေးအပ်ရန်ကြိုးပမ်းခြင်းတို့မဟုတ်ငွေကြေးအယောင်အဝယ်များပြုလုပ်ခြင်းတို့အတွက်တတ်မှတ်လိုက်ခြင်းဖြစ်ပါသည်။ရိုင်ယရှွန်လဲနှင့်ကျော်သူမျိုးမြင့်တို့ကိုမြမစည်းပွားရေးရဲ့ကာကွယ်ရေးကဏ္ဍမှာပါဝင်ပတ်သက်နေမှုကြောင့် EO 143914အရာပါ ထပ်မံတက်မှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရိုင်ယယ်ရှွန်လေးဟာ2024ခုနှစ်အောက်တိုဘာလမှာကနေဒါနဲ့ United Kingdom တို့ကတက်မှတ်ချင်းခံရပြီးတော့2023ခုနှစ်ဒီဇင်ဘာလမှာဥရောပတက်မှတ်က European Union ကလည်းတက်မှတ်ခဲ့ပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။